လူတွေဘာကြောင့်လိန်ကြရလဲလူတွေဘာကြောင့်လိန်ကြရလဲဆိုတာကိုတွေးကြည့်တဲ့အခါအမန်နဲ့အမားကြားနဲ့နမိတ်ဟာထင်သလောက်မယိုးရှင်းဘူးဆိုတာတတိပြုမိပါလိမ့်မယ်။လိန်ညာမှုဆိုတာလူသားတစ်ပါးဝရဲ့ရှုပ်ထွေးတဲ့ကံတာတစ်ခုပါ။စိတ်ဝင်စားဖို့ကောင်းတာကလူတယောက်လိန်ရခြင်းအကြောင်းရင်းတွေဟာအများကြီးရှိပေမဲ့တစ်ခုနဲ့တစ်ခုဆက်ဆက်နေတတ်တာပဲဖြစ်ပါတယ်။လူတွေလိန်ရတဲ့အဓိကအကြောင်းရင်းတွေထဲကတစ်ခုကတော့ကိုယ်ကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။ လူတိုင်းဟာကိုယ်ပုံရိပ်ကိုကောင်းမှုစွာ ထိန်းသိမ်းထားခြင်းကြပါတယ်။ဒါကြောင့်တခုခုကိုမာရင် လုံမိတဲ့အခါအပြစ်တင်ခံရမှာဒါမှမဟုတ်ဝေဖန်ခံရမှာကိုကြောက်တဲ့စိတ်ကြောင့်လိန်ဖို့ရွေးချယ်တတ်ကြပါတယ်။ဒါအမှန်တရားကိုယင်ဆိုင်ရဲတဲ့စိတ်ရဲ့တုတ်ပြန်မှုတစ်ခုပါပဲ။ခါလီမှာလဲကိုယ့်ရဲ့အချက်အကျောက်ဒါမှမဟုတ်မလုံခြုံတဲ့စိတ်ကလိန်ဖို့တွန်းအားပေးတတ်ပါတယ်။တချို့သောအချိန်မှာတော့လူတွေဟာသူတစ်ပါးကိုမထိခိုက်စေချင်တဲ့စိတ်နဲ့လိန်တတ်ကြပါတယ်။ဒါကိုဖြူအောင်လိန်ညာမှုလို့ခေါ်ပါတယ်။ ဒီလိုလိန်ညာမှုမျိုးကရွေချက်ကောင်းတဲ့လှုပ်တာဖြစ်ပြီးတခြားသူရဲ့ခံစားချက်ကိုနာကျင်မှဆိုးလို့ဖြစ်တတ်ပါတယ်။ဥပမာတညချင်းတယောက်ကကိုယ့်ကိုအကူအညီတောင်းပေမဲ့အဆင်မပြေတဲ့အခါသူ့ကိုစိတ်မကောင်းဖြစ်မှဆိုးလို့ငါနဲ့နဲ့အလုပ်များနေလို့ပါ။နောက်မှကူညီပေးမယ်လို့ပြောလိုက်တာမျိုးပါ။တကယ်တမ်းတော့အလုပ်မများပဲမကူညီချင်းလို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီလိုလိန်ညာမှုမျိုးဟာနာကျင်မှုကိုရှော့ချဖို့ရွေပေမဲ့အမှန်တရားကိုဖုံးကွယ်ထားတာပါပဲ။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ကိုလိုချင်တာကိုရဖို့လိန်ညာခြင်းပါပဲ။ လူတွေဟာကိုယ့်ရဲ့ရွေချက်တွေဆန္ဒတွေကိုပြည့်ဝအောင် လုပ်ဖို့အတွက် လိန်ဖို့ဝန်မလေးတတ်ကြပါဘူး။ဒါငွေကြေးအတွက်ဖြစ်နိုင်လို့ယာထူးနေရာအတွက်လည်းဖြစ်နိုင်ပါတယ်။ဥပမာအလုတ်လျှောက်တဲ့အခါကိုမကျွမ်းကျင်တဲ့အရာကိုကျွမ်းကျင်တယ်အောင်ပြောဆိုတာမျိုးပါ။ခါလီမာတော့လိန်ညာချင်းဟာစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကနေပေါ်ပေါက်လာတတ်ကြပါတယ်။တချို့လူတွေဟာအာယုံစိုက်ခံရဖို့အရေးပါတဲ့လူတယောက်ဖြစ်တယ်လို့ခံစားရဖို့အတွက်လိန်ညာတက်ကြပါတယ်။တကယ်တမ်းမှာသူတို့ဘဝကပုံမှန်ဖြစ်နေပေမဲ့ ပူပြီးစိတ်ဝင်စားဖို့ကောင်းအောင်ပူပြီးအထင်ကြီးစရာကောင်းအောင်ဇက်လန်းတွေဆင်ပြောတတ်ကြပါတယ်။ဒီလိုလင်ညာမှုဟာသူတို့ရဲ့အသွင်စိတ်ထဲမှာရှိတဲ့ဟာနေတဲ့ကွက်လက်ကိုဖြစ်ဖို့ကြိုးစားတာနဲ့တူပါတယ်။လင်ညာခြင်းဆိုတာကောင်းတဲ့လို့သတ်မှတ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အမှန်တရားကိုဖုံးကွယ်ခြင်းဟာရည်ရှင်မှာယုံကြည်မှုပြပြားစီပြီးဆက်ဆံရေးတွေကိုထိခိုက်စေနိုင်ပါတယ်။ကိုယ်ပိုင်ကြိုးစည်းဝါအတွက်လင်ညာမှုတွေကတော့ပူပြီးဆိုးရတဲ့အကျိုးဆက်တွေဖြစ်စေနိုင်ပါတယ်။ အဖျော်လင်ညာမှုလိုမျိုးရွေချက်ကောင်းတဲ့လိန်နာမျိုးတော်မှရေရှည်မှာအမှန်တရားကိုဖုံးကွယ်ထားတာကြောင့်အပြန်လည်နားလည်မှုနဲ့ပွင့်လင်းမှုကိုထိခိုက်စေနိုင်ပါတယ်။တိုးတော်လဲလူတွေလင်ရတဲ့အကြောင်းရင်းတွေကိုနားလည်ခြင်းကတော့ကောင်းပါတယ်။ဒါလူတဘာဝရဲ့ရှုပ်ထွေနေနေမှုတွေကိုနားလည်နိုင်ဖို့လူပြုတ်မှုတွေကိုပိုပြီးနားလည်နိုင်ဖို့တန်ဖိုးရှိတဲ့အသိပညာတွေပေးစွမ်းနိုင်ပါတယ်။အကြောင်းရင်းတွေကိုနားလည်ခြင်းကကျွန်တော်တို့ကိုယ်တိုင်ရောတခြားသူတွေရဲ့လောက်ရတွေကိုပါပိုပြီးနားလည်လက်ခံနိုင်ဖို့ကူညီပေးပါလိမ့်မယ်။ ျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုတဘောကြတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဖို့လည်းဖိတ်ခေါ်ပါရစေ။